อ่าดูเสียอีหลีတကယ်တော့လေဒါနဲ့သမီးလေးအိမ်ကျဲအိမ်မှာပဲအဲ့လိုမျိုးအိမ်မှာပဲကတတာအဲ့လိုစွန့်မတင်လိုက်အဲ့လိုထူသွားပြီးတော့အဲ့လိုမျိုးအုံနောက်ကမကောင်းတော့ဘူးကွာအိမ်မှာတော့ရှယ်ကလို့ဆိုကလူတွေပါကဟမ်ဟမ်ဟမ်မဟုတ်လေမဖန်လဲသူသူ့ရဲ့ဟိုါ TikTok တွေကမြင်နေမြင်နေရတယ်မြင်နေရမဟုတ်မျက်စိတကယ်မိုက်ပါတယ်တော်တော်လဲတော်တယ်သူတို့ကတာလေးတော်တော်အထာကြတယ်ဗျာသိလား အရှမ်းကောင်းတယ်။ဒါက drama ကိုထောင်ရှောင်းတယ်။ရန်သဘောကြရပါတော့။တော်တော်မိုက်တယ်။ကိုင်းနဲ့ drama တကားတော့တော့စုံချင်းတယ်။ဟာတာဟာတာကစုံခဲ့ရဆိုတော့။ Surprise လို့လူမျိုးရောက်လာတယ်။ Okay thee ။ Guna ro baby နေခုတယ်ဗျ။ Oh my god. Seriously လို့ဖြစ်တာပါ။အဲ့အိမ်မှာလည်းအရင်ရှင်တွေမှာအရင်ပြောကြကောင်းတယ်။ငါလေးကပွင့်လင်းနေပြီးတော့ဟိုတခုခုဆိုသူ့ကိုပြန်ပြီးတော့အကြံဉာဏ်တောင်းလို့ရတယ်။ မြန်မာဘလာစာဆိုင်ကွဲပေါ့နော်စိန်နန်းတော်ရဲ့6နှစ်ပြည့် anniversary အနေနဲ့ဒါတို့ဒါပွဲလေးလုပ်တာပေါ့နော်ဟုတ်ဒီနေ့ကတော့အဲစိန်နန်းနဲ့အရွှေဘူတွေကတော့အလဲစီးလို့ပေါ့နော်ပြီးရခါကျတော့ဒီ2025ရဲ့ဟိုဒီဇိုင်းအစ်တတီဒီနေ့ဒီလျှော့စေးရင်လည်းရောင်းမေးမှာလည်းပါတယ်ပေါ့နော်ဆိုတော့အဲ like ကြပါလို့မြန်မာဘလာစာမှာဒါပွဲလေးရှိပါတယ်လို့ဟုတ်ဟုတ်ကဲ့အခု6နှစ်ပြည့် anniversary မှာအဲစိန်နန်းတော်ရဲ့ဒီဇိုင်းအစ်တတီပေါ့နော်ဒီဇိုင်းအစ်တတီကို အများကြီးဒီမှာချပြကုနာတော့ကျွန်တော်လိုက်လိုက်ကြည့်ရင်တော့မိုက်တယ်ပစ္စည်းလေးတော့မိုက်တယ်အဲအကုန်လုံးစုံစုံလင်လင်ချပြပြီးတော့ promotion တွေအများကြီးနဲ့ရောင်းချပေးသွားမယ်အစီအစဉ်လေးပေါ့နော်ပြီးတော့ဟို lucky draw တွေလည်းအဲ့လိုအကန့်ဆန်းပဲကြီးလည်းပါတယ်ပေါ့စုံပါပဲအရင်တိုင်းပါပဲစိန်တန်းတော့ကတော့အများတန်းဒီ customer တွေကအများတန်းဦးစားပေးပြီးတော့အကောင်းဆုံးကြိုးစားနေတဲ့စိန်ဆိုင်ဖြစ်တဲ့အတွက်ပေါ့နော်အာသူဆရာကြီးလေး တကယ်တော့လေဒါနဲ့သမီးလေးအိမ်ကျအိမ်မှာပဲအဲ့လိုမျိုးအိမ်မှာပဲကတာဒါအဲ့လိုစံပေါ်တင်လိုက်အဲ့လိုထူသွားပြီးတော့အဲ့လိုမျိုးအုံနောက်ကမကောင်းတော့ဘူးကွာအိမ်ကတော့ရှယ်ကလက်ဆော့ကလူတွေပါလေကဟမ်မဟုတ်လေမဖန်လေသူသူ့ရဲ့ဟိုတစ်တော့တွေအမြင်နဲ့မြင်နေရတယ်မြင်နေရမဟုတ်မျက်စိတကယ်မိုက်ပါလေတော်တော်လဲတော်တယ်သူတို့ကတာလေးတော်တော်အထာကြတယ်ဗျာသိလားဘလူတွေတော့ ကကြည့်ပါလားကကြည့်ပါဟုတ်ပါကတတ်ဘူးကျွန်တော်ပောက်ခဲ့ရတယ်ပဲကတတ်တာကျွန်တော်ကတတ်တာမဟုတ်ဘူးကရင်အဲ့လိုပောက်ခဲ့ရဖြစ်ဖြစ်သွားတယ်အဲ့လိုဟာတာပဲရဟာဘလူးဘလူးဘလူးခေါ်လိုက်တယ်ပြန်ခေါ်လဲဘလူးဒီကတော့ TikTok အရင်ကြည့်လို့ထင်တယ်သားတို့ရဲ့ screen time တော်တော်များများ Facebook တက်ဆိုင် TikTok ကြည့်ရများတယ်အဲ့လိုဆိုကြည့်ရင်ကြည့်ရင်လည်းအဲ့လိုမျိုးကကြည့်ကကြည့်ရမှာမဟုတ်ဘူးဟုတ်ပရော်ဖက်ရှင်နယ်ကြီးလည်းမဟုတ်ပါဘူးဒီအိမ်မဲဟုတ်အချိုးစစ်ကြရမှာပါ ြေးကြီးနဲ့ကချင်ခုံချင်ကြာကချင်ခုံချင်လားအဲ့နဲ့ထပြီးကားလိုက်ခုံလိုက်တာပေါ့ကွာကြေးကြီးနဲ့ကချင်ခုံချင်ဖြစ်တယ်ကျွန်တော်မဟုတ်အဲ့လိုကတက်ချင်တယ်ဒါပေမဲ့ဘလုံးကအထာမကြောက်ပါရမီယိုမပါတာအဲ့လိုကတာနဲ့ဘလုံးကအဆင်မပြေ sense ကသူတို့လိုမရအောင်ပါတော့ဘောတော်တော်ကွမ်းတာအဲ့ဒါကြောင့်ကွမ်းတဲ့အကတွေပဲရတယ်ဂိမီယောက်တွေပဲကောက်ထောင်တာတော့ပါလို့ဆိုရတယ်အဲ့လိုအထာကြကြတွေပါမရဘူး ါသားကိုအဲ့လိုအန်စင်းနေလိုက်တာတိတ်မရရများရပါတော့အဲ့ကြောင့်သားအဲ့လိုညံစမ်းနေပါတယ်တော့ပြိုင်ပွဲပါမပြရဘူးအချက်ကွဲပါဆိုလို့အဲ့လိုတိစားကြက်ကြက်ပြီးတော့ဖြည့်တဲ့စာမေးပွဲဆိုရင်ဒါအမှတ်များရအောင်လေအဲ့လိုမျိုးပေါ့နော်အဲ့လိုအန်စင်းတော့ရုတ်တရက်ကြီးမေးလိုက်တာတော့ဆိုရင် ဘာပြောရမလဲအဲ့လိုအုံနောက်တဲမှာဘာမှမရှိဘူးအဲ့လိုမျိုးဆိုတော့ရုပ်တရက်ကြီးအဲ့လိုမျိုးမခိုင်းနဲ့ခိုင်းမဲ့ဆိုရင်ကျုပ်ပြောနှစ်ရက်သုံးရက်တော့လေ့ကျင့်ပေးမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဆိုတော့ရရဟုတ်ကိုယ့်ရဲ့ drama အရှမ်းကောင်းတယ်ဒါ drama ကိုထောင်ရှာအရှမ်းသဘောကျရပါတော့တော်တော်မိုက်တယ်ကိုယ့်ရဲ့ drama တကားတော့တော့စုံကျင်တယ်ဟာတာဟာတာကစုံခဲ့ရဆိုတော့အဲ့လို seriously ရေလုတ်ဖြစ်တာပေါ့ drama idea သဘောကျရအောင် ဟမ်အော်တို့စီအော်တို့စီတကယ်တော့လူတို့လားတို့စီလူပါဘူးအပြည့်မလို့တို့တို့တည်ရဲ့တို့စီမလို့တို့စီမလို့လောက်ပါဘူးအဲ့လောက်ကြီးတို့စီအမလို့လောက်ချက် အဲ့ဒါမေးရမယ်เนาะဟိုတူစီအဲ့လိုမမယောင်းတာလေမမယောင်းတာမသိဘူးအဲ့ဒါမယ်မေးဖို့မေးဖို့မဟုတ်ဘူးမေးရအောင်တို့ပေါ်ရင်သိရအောင်ဆီကောင်းပါလားအေးဘောတကယ်ကြီးတွေမှမဟုတ်ပါဘူးတွေးတဲ့လူတိုင်းအစပါတယ်တူစီဘုံမှာရောင်းလဲဆိုကျွန်တော်တူစီပေါ်ပြီးတော့ရောင်းရင်ကောင်းမလားစဉ်းစားရတယ်တုံးတာဟုတ်တယ်ကျွန်တော်ကတော့အမေရိကန်တော့ အဲ့ဒီမှာသူခတ်တဲ့ဈေးကိုသူ့ကိုပြန်ကျွေးတဲ့သဘောမျိုးပေါ့အဲ့လိုအဲ့လိုပြန်ပြီးတော့လှည့်လိုက်နောက်နောက်ဆုံးမှသူသူကစနိုးကိုပေးတဲ့ဈေးကိုကျွန်တော်သူ့ကိုပြန်ပေးလိုက်တဲ့သဘော အတူတူကတော့အဲ့လိုမျိုးစကားကတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့ရှိလာခဲ့မယ်ဆိုရင်ဒါကတော့ကိုကြီးနဲ့ drama ရိုက်ကြည့်ချင်တယ်ပေါ့နော် drama heavy drama အဲ့လို drama လုပ်ကြည့်ချင်တယ်ဟုတ်ဘူးပြောလို့ပါပဲ drama လေးတကားလောက်စုံတယ်ဒီမှာလေးเนี่ยအာသာကားတကားစုံဘူးတယ်အဲ့မှာလည်းအရင်ရှင်တယ်မှာအရင်ပြောကြရကောင်းတယ်ဒီမှာလေးကပွင့်လင်းနေပြီးတော့ဟိုတခုခုဆိုသူ့ကိုပြန်ပြီးတော့အကြံဉာဏ်တောင်းလို့ရတယ်ဟုတ်တယ်